ွဲမင်္ဂလာပါရှင်။ယောဂိတာချမ်းမြမဉာဏ်နဲ့ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ဆရာချမ်းမြေဝင်းဘာသာပြန်ရေးတာထားတဲ့တာရဲစိတ်တဲ့ဆိုတဲ့စာအုပ်လေးရဲ့အပိုင်းလေးကိုဖတ်ပြပြသွားမှာပဲဖြစ်ပါတယ်။အေးအတွက်နဲ့အေးအတွေ့လမ်းထဲမှာကျွန်တော်ပြမအုံဆုံးအလုပ်ဝင်တော့ပက်တင်တန်မှာရှိတဲ့ MVP company မှာအဲ့ဒီ company ရဲ့ကောင်မောင်ဆရာက Job ဆိုတဲ့ခင်ဖို့ကောင်းတဲ့အဖိုးကြီး Job ကပုပုတော်တော်အတန်အေးအေးနဲ့အရှိလန်ဒန်သားကားမောင်းတဲ့အလော့အပြင်သူမှာဘေးဖက်ဝင်ဝင်ရှိတဲ့အတူအဆအလုပ်တွေလည်းမနေဘူးပစ္စည်းအဟောင်းအတူအဆတွေကိုလည်းမကြခဏဝေရောက်လုပ်သေးတယ်။ဒီခါကျတော့ကျွန်တော်ရုံခန်းထဲကိုကျွန်တော်ရုံခန်းထဲကို Job ရောက်လာတယ်။ If ကလည်းမင်းစောက်တွေဖက်ရတာဝါသနာပါတယ်မဟုတ်လားတဲ့ ဝါဒနာပါတဲ့အကြောင်းကျွန်တော်ပြန်ပြေတယ်။နှာကားပေါ်မှာစောက်အောင်ပြေခြင်းစောက်အောင်ချင်းတွေပါလာတယ်ဝင်မလား။ဘသူရေးတဲ့စောက်အောင်တင်လဲဆိုတော့အပေါ်မူတီမူတီတဲ့အကြောင်းကျွန်တော်ပြန်ပြေတယ်။အဲ့ဒါတော့လေငါလည်းမသိဘူးဟာသုံးလေးလက်မှလောက်တော့ထူတာပဲစောက်အောင်တင်ကအထူးကသုံးလေးသုံးလက်မှလောက်ကွာအနံကတစ်ပေလောက်အလျားနှစ်ပေလောက်ကြီးမယ်ကြီးတယ်ကွာဝင်မလား။ အဲ့တော့ငါသူပြောတာကနားထောင်ပြီးကျွန်တော်တော်တော်လေးကြောင်တတော်ဖြစ်သွားတာပေါ့ဘယ်နဲ့စားအောင်ကိုအရွယ်အစမ်းနဲ့ပြောရောင်းရတယ်လို့စားအောင်ဆိုင်တဲ့ဝင်လိုက်ရင်စားအောင်အသေးနဲ့စားအောင်အကြီးနှမျိုးပဲရှိတယ်လို့များသူကထင်နေသလားစားအောင်အကြီးဝယ်ခြင်းရင်အကြီးတန်းကိုသွားအသေးဝယ်ခြင်းရင်အသေးတန်းကိုသွားဆိုပါတော့ကြောင်တတော်မနိုင်ဘူးလားဒါပေမဲ့ခဏနေအောင်အဲ့လိုကြောင်တတော်နည်းနည်းလို့ထင်နေရင်ကျွန်တော်တို့နေ့စဉ်အလုပ်တွေမှာတော့ ဒီလိုလွယ်လွယ်နဲ့အပိုင်းခွဲတတ်မှတ်နေကြတာပဲမဟုတ်ဘူးလားကျွန်တော် agency တော်တော်များများနဲ့စကားပြောဘူးလေအလုပ်လုပ်ဘူးလေသူတို့ကိုကြည့်လိုက်ရင်အလုပ်ချိန်ဘယ်နှနာရီရလိုက်တယ်လဲဆိုတာကိုပဲတွက်နေကြတာကိုတွေ့ရတယ်။နိုင်ရည်အရွယ်အတွက်ပေါင်းပြီး အခချင်းတွေတတ်မှတ်တာကိုဒီအလုပ်ကဘယ်နှနာရီစာရမလဲဆိုတာကိုအရင်စဉ်းစားတယ်။ကောင်းအောင်ဘယ်လိုလုပ်ပေးမလဲဆိုတာကတော့မှဘယ်လောက်ကြာအောင်လုပ်ရမလဲဆိုတာကအရင် အေဂျင်စီတော်တော်များများကသူတို့ဝန်ထမ်းရဲ့အချိန်ကိုအလို့ရှင်အလို့ရှင်နေစီဘယ်လောက်နှောင်းရင်နဲ့ထုတ်ရောင်းရမလဲဆိုတာကိုပဲတွက်နေတွေးနေကြတယ်။ပြီးတော့မှရမယ့်ပတ်စံနဲ့ပေးရမယ့်အချိန်နဲ့ကိတ်အောင်ဆိုရင်ဝန်ထမ်းတွေကိုခွဲရန်ချတယ်။အချိန်လုံးကြားနေရတဲ့စကားတွေကိုပဲနားထောင်ကြည့်ပါ။သူ့ဘတ်ဂျက်နဲ့လောက်သူ့ဘတ်ဂျက်လောက်နဲ့ဆိုရင်ဆရာကြီးတွေထည့်ပေးလိုက်လို့မရဘူး။ရူတက်တွေနဲ့ပဲလုပ်ပေးလိုက်။သူ့ကြော်ညာဒီဇိုင်းအတွက် မိတဝက်ပန်းချိန်ယူနော်ဘက်ချက်နဲ့အချိန်တွေနိုင်ကြောနေပြီစံညာဆောင်မကပြန်ရေးလို့မရတော့ဘူးသူယူထားတဲ့အချိန်ပြည့်သွားပြီလေစသဖြင့်နောက်ဆုံးမှထွက်လာမဲ့ကြာသိမ့်ငွေကသာအရေးကြီးဆုံးဖြစ်နေတာအိုင်စတိုင်းကပြောဘူးလေလောကမှာအရေးကြီးတဲ့အရာအလုံးအရေးကြီးတဲ့အရာတိုင်းဟာရေးတွက်လို့ရချင်မှရမယ်ရေးတွက်လို့ရတဲ့အရာတိုင်းကလည်းအရေးကြီးချင်မှကြီးမယ်တဲ့ အဲ့ဆောင်ဖို့ကကျွန်တော်မကျွန်တော်တို့မိထားလိုက်ကြပြီလားမိထားတာတည်းဆိုပါတယ်ကျွန်တော်တို့ကအဲ့ဒီစကားနဲ့ပြောင်းပြန်လုပ်နေကြတာရေတက်လို့ရတဲ့အရာတွေကရေတွက်လို့မရကောင်းတော့အရာတွေထက်ပိုအရေးကြီးသွားကြပြီအရာရာကိုအနည်းအများရေတွက်ပြီးဆုံးဖြတ်နေရင်အဆင်ပြေပါမလားအောက်ပါဥပမာတွေကိုပဲကြည့်ပါရုပ်ရှင်ကြည့်မယ်ဆိုပါစို့ဒီစကားကိုတော့မကြည့်ချင်ဘူးဟာ69မိနစ်ပဲကြာလား ဒီစကားကြည့်ပါလားနှစ်နာရီတောင်ကြာတဲ့ဟာဘုကောက်မှာစားသောဆိုင်မှာစားမယ်ဆိုပါစို့ကျွန်တော်ကလည်းမီနူးလေးပြပါလားမီနူးထဲကဟင်းသီးဟရွက်တွေကဗရန်လာချအောင်ဆွဲရတာလေပြီးတော့အမတို့ဆိုင်ရဲ့စကူမိုးကရခဘလောက်ရတယ်လဲဗျအနုပညာခန်းစားမယ်ဆိုပါစို့လူပြတဲ့ကုန်သွားချင်ပါဘူးမိုနာလီစာပကြီးကတကယ်တမ်းကြတော့တည်တည်လေးရဲ့ ငါတို့လမ်းထက်ကဟိုတယ်မှာမှအကြီးစားအကြီးကြီးတွေရှိတာအဲ့ဒီကိုပဲတွားမယ်။ကဲဒါလို့အဆင်ပြေမလဲ။ပြေးလိုက်ရတဲ့ငွေကြီးနဲ့ပြင်ရလိုက်တဲ့အရာ တန်သလားမတန်ဘူးလားဆိုတာကိုဆုံးဖြတ်တဲ့အခါစံနှုန်းတွေနဲ့လွဲနေတယ်။ပြင်ရလိုက်တဲ့အရာအသေးကိုတန်ဖိုးထားရမယ်အစားဘယ်လောက်များများပြင်ရမလဲဆိုတာကိုဦးစားပေးနေတာ။ဒါဆိုရင်စောက်ကအရွယ်အစားနဲ့တင်းရောက်နေတဲ့ Job လိုပဲကျွန်တော်တို့လည်းလမ်းလွှဲနေပြီ။ ဈေးကွက်မှန်ပြောင်းကျွန်တော်ငယ်ငယ်တုန်းကအကြောင်းကပြန်နေအဖအိမ်ကိုအလဲဝင်နေအဖကရင်းနေချမ်းအမြဲတိတ်တယ်အဖချအိုးထဲကနေဇွန်းလေးနဲ့ခက်ပြီးရင်းနေအိုးထဲတန်းထည့်ပေးတာတရက်ကျတော့သူ့ဘဝရိပ်သာကနေခံစမ်းမဲပေါက်ပြေးရလာတဲ့စိန်တောက်တဲ့လဖက်ချောက်ထုတ်လေးကိုကျွန်တော်ကိုထုတ်ပြတယ်စိန်ကြီးတောက်တဲ့လဖက်ချောက်ထုတ်ဆိုတာအဲ့ဒီခေတုန်းကအမြင်ဘူးတည်ဘူး ျွန်တော်နဲ့အဖအနဲ့အဲ့ဒီလက်ဖက်ချောက်တို့ကိုဘာလို့လို့ဘာလို့ရမယ်မသိထိုင်းကြည့်နေကြတာအကြာကြီးဘာလို့များလက်ဖက်ချောက်ကိုစက်ကူထုတ်သေးသေးလေးတွေနဲ့ထည့်ထားတာလဲပေါ့တော်တော်ကြာအောင်စဉ်းစားပြီးမှကျွန်တော်ပြောလိုက်တယ်อืมကျွန်တော်စဉ်းစားလို့ရတာကတော့ပစွန်းစာလေးတွေခွဲပြီးထည့်ထားပေးတာတယောက်တစ်ထောက်တောင်းလို့ရအောင်ပေါ့ဒါနဲ့ပဲအဖကအဲ့ဒီစိန်အဲ့ဒီစိန်တောက်တဲ့လက်ဖက်ချောက်ထုတ်ကိုထိတ်ခခကြီးလေးနဲ့ညက် တစ်ဖက်ချအမောင်လေးတွေကိုယနေ့ခွက်တဲ့တွင်ထဲ့ရောလွဲတော့လွဲနေတာပေါ့ဒါပေမဲ့တိမမတိတာဟုတ်အဲ့ဒီခေတုံးကလက်ဖက်ချောင်းဆိုတာအထုတ်ကြီးနေပဲလားအဲ့ဒီခေမမဒီစာကိုဖတ်ရတော့စာဖတ်သူရဲ့အနေနဲ့ဟာဒါလေးနဲ့တောင်မသိရပေါ့လားဆိုပြီးရချင်းစရာဖြစ်နေပြီကျွန်တော်ပြောချင်တာကလူ့တဘောကကိုကဒီလိုပါပဲကိုတိတာကိုတွင်ရမသိရကောင်းလားဆိုပြီးအံ့ဩကြတာပါပဲ တကယ်တမ်းကျတော့ကိုတိရဲဆိုတာကိုတိထားတဲ့လောက်ပဲရှိတာအစမ်းအစ်စ်အစမ်းဆိုတာကိုမမြင်ဘူးမကြားဘူးတည်တည်ရဲ့အဲ့ဒီအရာရှိနေလိုက်မယ်လို့စိတ်တမ်းမပူမိဘူးလေအဲကိုကတခုခုကိုကြည့်သွားပြီဆိုရင်လည်းအဲ့ဒီတခုခုကိုမကြည့်သေးတဲ့သူမျိုးကိုအန်အော်တကြီးဖြစ်မိပြန်ရောဒါကြောင့်ကျွန်တော်အေဂျင်စီမှာကျွန်ညာအလုပ်တခုခုလာအပ်ပြီးဆိုတာနဲ့ကျွန်တော်နဲ့အခွင့်အသားတွေအားလုံးလုပ်တန်တခုရှိတယ် ွန်ဏပေးရမယ့်ကုန်ပစ္စည်းအကြောင်းတခြားမသိသေးခင်မှာအရင်အူဆုံးအစည်းအဝေးထိုင်နေဈေးကွက်ကွင်းစင်နှိလာတာတွေကိုနှိလာတာတွေဘာတွေမလုပ်သေးဘူးအဲ့ဒီအစည်းအဝေးမှာအဲ့ဒီကုန်ပစ္စည်းအကြောင်းကျွန်တော်တို့တွေဘယ်လောက်သိထားလဲဆိုတာကိုစာနဲ့ထားရေးကြတယ်။ဒါမှပဲတကယ်စားသုံးသူတွေနေရာမှာကျွန်တော်တို့ဝင်ပြီးခံစားနာနေမယ်လေ။ကုန်ပစ္စည်းအကြောင်းအရင်ကြီးအသေးစိတ်တည်သွားတဲ့အခါကျွန်တော်တို့သိတာနဲ့စားသုံးသူသိတဲ့အချက်ကြမှာကွာဟမှုက ြည်ထက်ကြီးလာတယ်။ကျွန်ညာလာအဲ့သူကသူ့ရဲ့ကုန်ပစ္စည်းအကြောင်းကိုခရေစစ်တွင်ကြသိနေပြီသား။ကျွန်တော်တို့ကထက်သည့်သွားလဲသူ့အတွက်အကျိုးမရှိဘူး။သူ့အတွက်လိုအပ်တာက စားသုံးသူတွေဘက်ကနေဝင်ရောက်ခံစားနားလည်ပေးနိုင်မဲ့သူ။စားသုံးသူတွေဘာတွေကြုံတွေ့နေရတယ်လဲဆိုတာဒီမဲ့သူအဝေးကြီးမှန်ပြောင်းတစ်ခုကိုမျက်လုံးထဲမြင်ရကြည့်ပါ။နောက်ဝင်းတိတိဘက်ကနေကြည့်နေရင်မြင်သမျှကြည့်နေမယ်။ အကြီးပတ်ကနေပြင်ကြည့်နေမြင်သမျှတည်တည်လေးရယ်ပုံမှန်ကတော့စီမံရေးလုပ်ငန်းရှင်တွေကမှန်မြန်ကိုတာမန်အတိုင်းကြည့်ကြတယ်ဒီတော့သူတို့မျိုးလုံးထဲမှာသူတို့ရဲ့ထုတ်ကုန်ပစ္စည်းကသာမြင်ကွင်းအပြည့်ဖြစ်နေတယ်ဆိုတော့စသုံးသူတွေကြတော့မှန်မြန်ကိုပြောင်းပြန်ကြည့်နေကြတာကုန်ပစ္စည်းတစ်စိတ်တွေကများလွန်းတော့သူတို့မြင်ကွင်းထဲမှာကိုတစ်စိတ်ပါဖို့တောင်မသေးချာတည်တည်မုံမုံလေးဒီတော့ ဇာတ်တော်ရဲ့ဘက်ကိုအပြည့်အဝနားလည်းနားမလည်နိုင်သေးရင်ဘယ်လိုအလုံးလုံးမလဲမဖြစ်နိုင်ဘူး။သိထားတာတွေညားတာကောင်းပါတယ်။ဒါပေမဲ့မသိချင်းကလည်းအဖို့တန်နေ။ဒါကြောင့်ခွန်ပစ္စည်းအသစ်တစ်ခုထောက်လုပ်တော့မယ်၊ပြန့်ချီတော့မယ်ဆိုရင်ဘာမှမသိသေးတဲ့သူတွေကိုအောက်စုဖွဲ့ပေးပြီးသူတည်တနာမိခွန်းနဲ့အရင်မေးတာ။သူတို့ရဲ့ဘာမှမသိမသိချင်းကအဖို့တန်နေတာ။ကျွန်တော်တို့ကြောင့်မားကတ်တင်လောကမှာကြတော့တီးတဲ့ တက်တဲ့သူတွေအရင်များနေတယ်ဒီတော့လက်တေပေါ်ကနဲ့ဝေးတထက်ဝေးလာတယ်ကျွန်း内 agency တွေကစားသုံးသူနဲ့ပတ်သက်တာတွေအကုန်သိချင်ကြတယ်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့များအကုန်နားလဲချင်တယ်လိုအပ်လာတဲ့လုပ်ငန်းရှင်နဲ့ဘ ഹു တုဒ္ဒချင်းထပ်တူကြချင်တယ်ဒါမှလည်းကိုယ့်ကိုအထင်ကြီးမှာကိုသို့တော့ဒီလိုတိကတက်လှမ်းနေခြင်းဟာတကယ်တမ်းတကယ်တမ်းရောအဆင်ပြေရလားအဲ့လိုလေဆိုတော့ ဲ့ဒီကုန်ပစ္စည်းကိုဝယ်ယူအပေးကြမယ်စားသုံးသူတွေက ကျွန်တော်တို့တိထားတာတွေကိုမသိဘူးသိချင်စိတ်လည်းမရှိတော့ဘူးခြုံပြောရရင်ကျွန်တော်တို့အနေနဲ့ကိုတိထားသမျှကို လူတိုင်းကသိမယ်လို့ယူဆနေတာတိတ်အစင်မပြေလာပါဘူးမှန်ပြောင်းကိုပြောင်းပြန်ကြည့်တဲ့အခါနန်းနံမြို့မြောက်ပိုင်းမှာ YNR ဆိုတဲ့အဆောက်အအုံအကြီးကြီးတစ်ခုရှိတယ်။အဲ့ဒီအဆောက်အအုံထဲမှာ American Joint Agency တစ်ခုဖြစ်တဲ့ Wonderman Agency လည်းရှိတယ်။ဒီရက်ကျတော့အဲ့ဒီ agency ရဲ့ pension ကြီးဖြစ်တဲ့ Wonderman ကိုတိုင်လန်ဒန်ကိုရောက်လာတဲ့သူကနယူးယောက်မြို့သားခက်ထွားကြွကြွလို့သူရောက်လာတော့ခက်တီတီနဲ့အဆောက်အုံ ထဲကကားပါကင်တဲ့ကို walk နဲ့မောင်းဝင်တယ်။ကားပါကင်လုံးချုံရင်းဝန်ထမ်းကသူကကိုချက်ချင်းတားတယ်။ဘယ်သွားမလို့လဲပြတဲ့မိတယ်။ကားပါကင်ထုံးမလို့ပေါ့ငါပဲသွားရမှာလေ အေဂျင်စီပိုင်ရှင်ကြီးကပြန်ပြေးတယ်။ခင်ဗျားမှာပါမရှိလားမရှိဘူးလေ။ဒါဆိုပါကင်ထိုးလို့မရပါဘူးဗျ။ sorry ပဲ။အေဂျင်စီပိုင်ရှင်ကြီးဆက်ဆိုးစိတ်ဆိုးသွားတယ်။ငါဘယ်သူလဲမင်းမသိဘူးလားဆိုပြီးစိတ်ဆိုးမှန်ပန်းစိတ်ဆိုးမှန်ဆိုးနဲ့ချိန်နေမသိဘူးလေ။လုံချင်ရဝန်ထမ်းကပြန်ပြေးတယ်။အေဂျင်စီပိုင်ရှင်ကြီးကောင်းကိုဆက်သက်ပြီးတကားဖွင့်ပြီးအပြင်ထွက်တယ်ကိုကိုမမရဲ့ပြီးပြီးမှဝန်ဒါမန်ဆိုတာငါပဲ all in အဲ့ဒီတော့ကျွန်တော်အဲ့ဒါတော့ကျွန်တော်မသိဘူးခမရပါတာခမရဘယ်သူဖြစ်နေလဲဒီနေရာမှာတားရလို့မရဘူးအောင်ချွေယုံမထန်းကလေတန်းအေးအေးနဲ့ပြန်ဖြေတယ်ဒီဇလန်းကိုကျွန်တော်တော်တော်သဘောကျတယ်လူတွေအကြောင်းကောင်းကောင်းချင်းမိမောင်းထိုးပြသွားတာဝန်ထမ်းန်းဆိုတဲ့သူကကျွန်ညာလောကမှာကုရုချီမဟုတ်လားဒီတော့တကဘာလုံးဟာကျွန်ညာလောကကလူတွေနဲ့ပဲပြည့်နေတယ်လို့သတ်မှတ်ထားတာသူတို့အကုန်သိမယ်ထင်တာလား ဒါကြောင့်လဲကျောင်းသားလောကရဲ့ idea တွေကောင်းတင်တော့ကောင်းမလာပဲရဲ့နေတာကျောင်းသားလောကရဲ့အပြင်ဘက်ကလူတွေကိုတေချာအဖက်လုပ်ပြီးစကားမပြောချင်ဘူးချက်မစင်စားချင်ဘူးကိုပြောသမျှကိုသူတို့ကနားထောင်ရမယ်ဆိုပြီးထင်းနေတာဒီတော့ကိုကိုကိုစကားပြန်ပြောနေတဲ့ပြန်ပြောနေတာနဲ့မတူဘူးလားကျောင်းသားဆောင်းပါးရေးတဲ့နေရာမှာဆရာကြီးတစ်ဆူဖြစ်တဲ့ဘောလီဝင်းဆန်ကပြောဘူးတယ် လူတွေကကျွန်ညာတွေကိုအဖမ်းမလုပ်ကြတော့လားစမ်းမမစမ်းဘူးရကျွန်ညာအေဂျင်စီလေးကလည်းလူတွေကိုအဖမ်းမမလုပ်အဖမ်းမလုပ်ဘူးလေအဲ့ဒါကြောင့်လည်းကျွန်ညာပေါင်းတောင်းချက်ထောင်တဲမှာအကောင်းဆုံးကျွန်ညာတွေနောက်ပဲတကယ်အလုံးဖြစ်တာအဲ့ဒီကျွန်ညာတွေကလူတွေရဲ့အတန်ကို အဖက်လုပ်ပြီးနားထောင်ထည့်သွင်းစဉ်းစားလို့ဒါပေမဲ့ဒီလိုကျွန်ညာမျိုးတွေနဲ့ဖန်တီးနိုင်ဖို့ကအေဂျင်စီအနေနဲ့တက်တည်ရှိဖို့လိုတယ်လုပ်ငန်းရှင်ကိုပြောရဲပြရဲနားချရဲရမယ် နှစ်တွေကြတော့နှစ်တွေတော့နည်းနည်းကြပါပြီ။ Alan Dream Alan Brady Mouse ဆိုတဲ့ agency တခုရှိတယ်။အတူကောက်ဆိုရင် ABM ပေါ့။ Australia မြေထားဌာနအတွက်ကြော်ညာစာချုပ်ချုပ်ဖို့ရှောက်လာတဲ့နေ့အထဲမှာသူတို့ဝင်တင်နေတခြား agency အကြီးကြီးတွေအများကြီးနဲ့ရင်ပေါက်တမ်းမြေလို့ရတာ။တခြားပြင်ပတွေနဲ့ရှင်းလိုက်ရင် ABM ကအရွယ်အစားတည်တည်လေးဒီတော့တခြားအေဂျင်စီအေဂျင်စီ အကြီးတွေထက်သူတို့ကဘယ်နေရာမှမသာတလဲဆိုတာကိုလည်းလက်တွေ့ပြဖို့လိုနေတယ်။ဒီလိုနဲ့မြေထက်ဌာနကလူတွေနဲ့တွေ့ဖို့ချိန်ထားတဲ့နေ့ရောက်လာတယ်။မြေထက်ဌာနမှုကိုယ်တိုင်အေဂျင်စီထဲကိုဝင်လာတာသူရဲ့တပည့်တပည့်နေလဲပါပါသဘော။ဒါပေမဲ့အေဂျင်စီထဲမှာဝန်ထမ်းရဲ့လိုမတွေ့ရဘူး။အဲ့ဂျိုကောင်တာမှာလည်းဘယ်သူမှမရှိဘူး။ ယောက်ျားတစ်ခုလုံးကလည်းပွားထားနေတယ်။တရင်းသာဆက်ကူဆုံးပြီးစိလိုက်တို့အမိုက်တရေတွေကျမ်းမြင်မှာပွန့်ချက်ပွားချက်နေတယ်။အခန်းထဲကဆိုပါတယ်မှာလဲစိလိုက်မျိုးပေါက်တွေနဲ့ထင်ချင်းကြမရှိဘူး။သူတို့ပြုတ်ဘူးတမျက်ထဲမှာအဆိုးဆုံးယုံခံမယ်။ခဏကြာတော့မတတ်မရဝဆားထားတဲ့အမျိုးသမီးတယောက်အဲ့ကျော်ကောင်တာနောက်မှာလာရတယ်။သူတို့ကအဖက်မလို့သေးပဲကောင်တာအန်ဆဲပေါ်ဖွင့်ပြီးဟိုရှာလေးချလုပ်နေတယ်။ မီးရထားဌာနမှုကလည်းစိတ်တူတူနဲ့ချောင်းဟန်လိုက်တယ်။အဲ့ကျော်အမျိုးသမီးကလက်မော့တောင်းမကြည့်ဘူး။နောက်တစ်ခါချောင်းထက်ဟန်တယ်။ခင်းမစိုက်ဘူး။ကျွန်တော်တို့ဒီမှာချိန်ထားတာခဏလေးနောက်ခဏလေးမအားသေးလို့အမျိုးသမီးကလက်ညှိုးတစ်ချောင်းထောင်းပြီးဟန်တယ်။ဟာချိန်ထားတာဒီအချိန်နဲ့ဒီမှာမအားသေးလို့ရှင့်မတွေ့ဘူးလား။ဒါပါသဘောလေးဗျ။ကျွန်တော်တို့ရနေတာ15မိနစ်လောက်တောင်ရှိနေပြီ။ခင်ဗျားလုံးပုံမဟုတ်ဘူးနော်။ အော်ခိုင်ရောခဏလေးမအားသေးပါဘူးရှင်မြေထားဌာနမှလည်းအရန်စိတ်ဆိုးသွားပြီပြီးရောဗျာမအားလည်းထားလိုက်တော့ပြန်မယ်ပြောပြတာနဲ့မြေထားတစ်ဖွဲ့လုံးလှည့်ပြန်ဖို့ပြင်နေအဲ့ဒီအချိန်မှာရုံခန်းတကံပွင့်လာတယ် ABN ရဲ့ဒါရိုက်တာပီတာမက်အခန်းထဲဝင်လာတယ်ဌာနမှကိုလက်ဆွဲနှုတ်ဆက်တယ်ဒီမှပြောတယ်လူချင်းမင်းတို့တွေ့တဲ့တိတ်မှာပဲဗျာပြည်တိုင်မြေထားနဲ့ ပတ်သက်ပြီးလူထုကဘယ်လိုမြင်တယ်လဲဘယ်လိုခံစားရတယ်လဲဆိုတာလူကြီးမင်းတို့ကိုယ်ရင်ခံစားပြုသွားပြီးမဟုတ်လားဘူတာယုံဝန်ထမ်းတွေရဲ့ဆက်ဆံရေးဘူတာယုံတွေရဲ့အသွင်အပြင်နဲ့အပြင်အစင်မတည့်ရဲမှုတွေကို လူကြီးမင်းတို့အခုမြေဝါထစ်ထင်းမြင်ဖူးသွားပြီးမဟုတ်လားကျွန်တော်နဲ့အတူမစည်းဝေးခံတဲ့ကိုကြွားပါလူတွေရဲ့အမြင်ကိုဘယ်လိုပြောင်းလဲပြရမလဲဆိုတာသိချတဲ့မြင်ကြရအောင်။ပြီးတဲ့အခါအစည်းအဝေးခန်းမထဲရောက်တော့မှ ABN Agency ကိုသာငှားလိုက်ရင် ိတိန်ငေထာဌာနရဲ့ပုံရိပ်ဘယ်လိုတိုးတက်ကြောင်းလဲသွားမယ်သိဝင်သွားမယ်ဆိုတာကိုအားရပါရရှင်းပြတော့တာဒီလိုနဲ့ ABN agency ဟာဖိတိန်ငေထာရဲ့ပင်တိန် agency ဖြစ်သွားတယ်ဒါဟာဈေးကွက်အံပြောင်းကိုပြောင်းပြန်ပြင်ချိတယ်လို့ခုတည်တာကိုပဲထပ်ခါတလဲလဲထုတ်ပြအသုံးပြနေမဲ့အစားစားသုံးသူတွေရဲ့အမြင်ဘက်ကနေရက်တည်နားလဲသွားနေလို့ ကြညာတာရောင်းဖို့မဟုတ်ကြညာဆရာကြီးဘေးဘန်ဘတ်ရဲ့ကနဝင်အရာတခုကနဝင်လက်ရာတခုဖြစ်တဲ့သောက်ဝေကန်ကားကြညာကိုကျွန်တော်သိသဘောကျတယ်ဒါပေမဲ့ pop ဝေကန်ကားကတော့သိဝဲမစည်းဖြစ်ဘူးကြညာကူရုကြီးဂျွန်ဝက်စတာရဲ့ honeymoon star ကိုကအောက်ကြညာကိုလည်းသဘောကျတာပဲဒါပေမဲ့ဝဲမတော့ဖြစ်ဘူးဒီလိုပဲ ဖက်တီဘာဝါလောင်ကစားကမ္ပဏီရဲ့ကြေညာတွေကိုလည်းသဘောကျတယ်ဒါပေမဲ့လောင်ကစားမလုပ်ဖြစ်ဘူးဟန်နီကင်ဘီယာကြေညာကိုလည်းချိန်တယ်ဟန်နီကင်ဘီယာကိုတော့မတော့ဘူးဖြစ်တဲ့စစ်တဲ့ရဲ့စစ်သားစုဆောင်ရေးကြေညာကိုလည်းသဘောကျမိပြန်တယ်စစ်တဲ့ထဲတော့ငုံဝင်ဖြစ်ဘူးဒီလိုမျိုးအဲ့လိုမျိုးကျွန်တော်တို့သဘောကျမိတဲ့ကြောင်ညာတွေမရေမတွက်နိုင်အောင်ရှိပါတယ်။ဒါပေမဲ့ကြောင်ညာထဲကပစ္စည်းတွေကိုမဝယ်ဖြစ်ဘူး။ ဒါဆိုရင်အဲ့ဒီကြော်ညာတွေအလုံးမဖြစ်ဘူးလို့ပြောရမလားကြော်ညာဆိုတဲ့အရာရဲ့အတိတ်အရွယ်ချက်ကဘာလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်ကိုယ်ကုန်ပစ္စည်းကိုမတုံးနဲ့မလိုတဲ့သူတွေကိုမှရောင်းချင်လို့ကြော်ညာတယ်ဆိုရင်တော့ကြော်ညာခြင်းရဲ့အရွယ်ချက်မှနေပြီတခါမှမကြဘူးလေဝယ်ဖို့တောင်မစဉ်းစားမိဘူးတဲ့ပစ္စည်းတခုကိုကြော်ညာဖမ်းမိချိန်မိတာနဲ့ကြေးဝယ်ခြင်းနဲ့ဆိုရင်လည်းမဟုတ်သေးဘူးဒါဆိုရင်ဘာကြောင့်ကြော်ညာနေကြတယ်လဲမေးချင်ရှိတယ် ကျွန်တော်အဖြေကတော့ရှင်းပါတယ်သူများထက်နှစ်တစ်ဖြားတာနေဖို့ပဲဒါပါပဲနှစ်တစ်ဖြားတာရုံနဲ့အရာရာကိုတော့ပြပြဆိုမသွားဘူးကားဝယ်ချင်တယ်ဆိုပါစို့ကျွန်တော်ကြောင့်ရတဲ့ကားပေါ်မှာဝယ်ချင်လာအောင်ဆွဲဆောင်မယ်အဲခင်ဗျားကကားဝယ်ပေါ်စိတ်ကိုဝင်စားရင်တော့ဝယ်ချင်လာအောင်ကျွန်တော်လည်းမတိတ်တန့်နဲ့ဘူးမတော့တဲ့သူကိုတုံးလာအောင်တိတ်တန့်ဖို့ကတခြားနယ်ပယ်တစ်ခုဖြစ်သွားပြီ။ကြော်ညာဆိုတာ marketing ရန်တရားထက်ကအစိတ်အပိုင်းလေးတစ်ခုတသက်ပဲ။ပုံပစ္စည်းအရေးသေးကောင်းသလား။ ဟင်းချင်ရတာဟောကျေပြန့်သလားဈေးနှုန်းတင်တယ်လားအမျိုးအမည်စုံရလားစားရစားရတခြားတခြားသောလိုအပ်ချက်တွေကိုကြညာတစ်ခုရဲ့နဲ့ချစ်ချင်းပေးလို့မဖြစ်နိုင်ပါဘူးသူများကုန်ပစ္စည်းနဲ့ကိုယ်ကုန်ပစ္စည်းနဲ့ချင်းချပြီဆိုရင်တော့ချီရအောင်ကြညာထားတဲ့ကုန်ပစ္စည်းကအားသာမယ်ဒါပေမဲ့ကြညာကြောင့်ရောင်းရတယ်ဆိုတာမျိုးတည်တဲ့တော့ယူဆလို့မရဘူးကျစလို့ကြညာပြီးအရင်ရန်ကောင်းနေတဲ့အမှတ်တစိုက်တွေအများကြီးရဲ့ အေးသေးလို့အေးသေးကောင်းလို့ဖြစ်ရင်ဖြစ်မယ်အလွယ်တကူရလို့ဖြစ်ရင်ဖြစ်မယ်သေးသက်သာလို့ဖြစ်ရင်ဖြစ်မယ်သုံးဆွဲသူတွေကကြက်ကိုချက်နေလို့လည်းဖြစ်ရင်ဖြစ်မယ်ကြညာဆိုတာဝဲသူပေါ့ပခုံးလေးတို့တိတ်တွန်းပေးလိုက်ရုံပဲတခြားနေရာတွေမှာလည်းဖြစ်ဆောင်နေမှာကြညာရဲ့ထီအောင်မှုကပိုအားပြင်းမယ်ခမရရဲ့ကုန်ပစ္စည်းမှာကြညာလို့ကောင်းတဲ့သူများထက်အားတာတဲ့အချက်တခုရှိနေပြီဆိုရင်လူတွေစိတ်ဝင်စားလာအောင်စူးစမ်းလို့ရပြီ။ သူများနဲ့ရှင်လိုက်ရင်ခမရဲ့အမိုက်တစိုက်ကိုမှဝယ်ချင်စိတ်လေးရှိလာအောင်တိတ်တွန်းလို့ရပြီ။ဝယ်ချင်စိတ်တော့မဟုတ်စူးစမ်းလို့စိတ်လေးငွေ့မြုပ်ပေးလို့ရပြီ။အလွယ်တကူဝယ်လို့ရပြီ။အလွယ်တကူဝယ်လို့ရမလား။ဈေးမှန်သလား၊ဈေးတန်သလား၊အရွယ်ဆုံးရှိသလား၊အယောင်ဆုံးရှိသလား၊အရသာကောင်းသလား။ဈေးဝယ်လေးရှိတဲ့ရာသီဟုတ်ရဲ့လား။အသက်၊ဈာမ၊လူအုပ်စုအမှန်သလား။ ဝါသနာအကျင့်အလေးအထတွေကဲ့ညီပြီလားစတဲ့စတဲ့မိခင်ပေါင်းများစွာအတွက်အဖြေရှိနေပြီဆိုရင်ကြညာဆိုတဲ့လက်နက်ကိုအားရပါရတော့ရပြီကြညာတော်တော်များများအလုံးမဖြစ်ရခြင်းအကြောင်းအရင်းကဒီအချက်ကိုနားမလည်ကြတော့ဟုတ်ကဲ့ပါအလုံးမဲနားဆင်ပေးခဲ့ကြတဲ့ဒုတိယချင်းစီကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်အပိုင်းဆက်တွေကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်နော် 아랑고 제조 때말해